လုံးမင်္ဂလာပါကျမနာမည်ဆီယမ်လို့ပါပရမစန်နာမှာလုပ်နေတဲ့ဝန်ထမ်းတယောက်ဖြစ်ပါတယ်ဒီနေ့မှာတော့ဒေါက်တာအိမာနဲ့ကျမတို့အမျိုးသမီးကျမရင်းနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဒေါက်တာအိမာကျေးဇူးပြုပြီးတော့မစ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ရှင်အာအားလုံးမင်္ဂလာပါကျမနာမည်ဒေါက်တာအိမာပါဒီ Grace Health မှာကျမအထူးထူးယောဂကိုဆရာဝန်အနေနဲ့လှူဆောင်နေရနှစ်22နှစ်ရှိပါပြီရှင် ကျေးဇူးပါဆရာမဆိုတော့ဒီနေ့အထူးသဖြင့်အမျိုးသမီးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အင်တာဗျူးလုပ်ရမှာဖြစ်တဲ့အတွက်အရန်ကုန်ပြီးဝမ်းသာမိပါတယ်ပြီးတော့ဒီဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာတွေဟာဆိုရင်အရန်ကျမတို့တော့ရန်ရည်ကြီးတဲ့ topic တွေဖြစ်ပါတယ်နော်ပထမဆုံးအနေနဲ့ရင်သားကင်ဆာဆစ်ဆေးခြင်းနဲ့ပတ်သက်ပြီးတော့အာမေးချင်တဲ့အရှင်ဟုတ်ကဲ့အဲ့ဒါပါအကြောင်းရေးကြီးတယ်လေပြီးတော့ဘယ်လိုလုပ်ပြီးတော့ဆစ်ဆေးတင့်တယ်လေပေါ့နော်ဟုတ်ကဲ့ရှင်းပြပေးပါဦးရှင်ဟုတ်ကဲ့ ဒီအမျိုးသမီးတွေမှာဆိုလို့ရှိရင်ရင်သားကင်ဆာဆစ်ဆေးခြင်းကအလွန်အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးတွေမှာဖြစ်ဖြစ်နိုင်နေပေါ့လေကင်ဆာရဲ့မှာဒီရင်သားကင်ဆာကဒုတိယတိမ်ထုံးမှုများဆုံးဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီလိုမျိုးဆစ်ဆေးခြင်းအပြင်ဆော့ဆော့ဆီးဆီးတွေ့နိုင်တယ်။ဆော့ဆော့ဆီးဆီးကုသနိုင်တဲ့အတွက်ကြောင့်မို့လို့မိမိအသက်အန္တရာယ်ကနေကင်းဝေးရတဲ့အတွက်ကြောင့်မို့လို့ဆော့ဆော့ဆီးဆီးစစ်တင်ပါတယ်။ဘလို့ဆရာလဲဆိုတော့ ဟိုသူကပေါ့လေ special x-ray ပေါ့လေရင်သားကိုဓာတ်မှန်ရိုက်တဲ့ x-ray ခေါ်ရတော့ကျမတို့ခေါ်ရတော့ mammogram ပေါ့လေ mammogram စစ်ခြင်းအပြင်ရင်သားကင်ဆာကိုစစ်ဆေးပါတယ်။ဒါဆိုဘသူရဲ့စစ်ဆေးတဲ့တယ်ပေါ့နော်ပြီးတော့ဘယ်ဘယ်နှခါစစ်ဆေးတဲ့တယ်ဆိုတော့လည်းပြောပြပေးပါမယ်နော်။ Okay ဟိုစစ်ဆေးတဲ့နာတော့ဒီ American မှာတော့သူတို့အကြံဉာဏ်ပေးရတော့အသက်40ကနေပြီးတော့84အတွင်းမှာ အမျိုးသမီးတွေရင်သားကင်ဆာကိုစစ်စစ်သိမှာလေဒါပေမဲ့လို့လေဟိုကိုက high risk တဲ့မှာ group တဲ့မှာပါနေရဆိုရှင်တယ်အသက်40ရစောပဲစစ်ပါတယ်အသက်84ကျော်ရင်တော့မိမိရဲ့ပေါ့လေ life expectancy อ่ะပေါ့လေကိုကတက်ရှင်နေနိုင်မဲ့ဟာ10နှစ်ထက်နည်းတယ်ဆိုလို့ရှင်တော့ကျမတို့84နှစ်မှာဖြတ်ပါတယ်ဒါပေမဲ့လို့ကိုကကျန်းမာနေရဘာမှမရှိဘူး84နှစ်ကျန်းမာပြီးရောပေါ့လေ ကိုယ့်ရဲ့ life expectancy ကလည်း10နှစ်ကျော်ထိရှိနေတယ်ဆိုလို့ရှိရင်တော့ဆက်စစ်ပါတယ်84နဲ့မရက်ပါဘူးကျမရဲ့လူနာဆီမရဲ့လူနာတချို့ဆိုလို့ရှိရင်သက်80ထိတောင်ဆင်းနေကြပါတယ်ဒါကတော့ကိုယ့်ရဲ့ပေါ့လေဟိုကာယကံရှင်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပါတယ်နောက်တစ်ခုကကြတော့ဟာခုနအတိုင်းဒီအသက်40မှာဆိုလို့ရှိရင်စဆင်းရင်တော့သူတို့က နှစ်နှစ်တစ်ခါစစ်ဖို့အတွက်ကြံ့ညံပေးပါတယ်။အသက်40နဲ့50တွင်မှတော့နှစ်နှစ်တစ်ခါပေါ့လေ။အသက်50ကျော်ရင်တော့တစ်နှစ်တစ်ခါစစ်ဖို့ကြံ့ညံပေးပါတယ်။ဒါဆိုရင်ဒီရင်သားကင်ဆာဖြစ်နိုင်ခြေပေါ့နော်ဘလောက်အားများလဲပြီးတော့ဘယ်သူတွေ high risk ဖြစ်တယ်လဲဆိုတော့လည်းနည်းနည်းပြောပြပေးပါဦးနော်ဟုတ်ကဲ့ ညနာကင်စာဖြစ်နှုံးများတာပေါ့လေ high risk တမားတွေကတော့အသက်ကြီးလေသူရဲ့ဟိုပေါ့လေ high risk တမားပါပါအသက်ကြီးလာလေဖြစ်နိုင်ခြေရှိပါလေနောက်တစ်ခါကျမိမိကိုယ်တိုင်ပေါ့လေဒီညနာကင်စာဖြစ်ခဲ့ဖို့လေနောက် operating cancer ဆိုတာတော့မျိုးဥကင်စာပေါ့လေအဲ့ဒါရဲ့နောက်မျိုးလမ်းကြောင်းကင်စာလို့ခေါ်တဲ့ tubal cancer ရဲ့နောက် peritoneal cancer လို့ခေါ်တဲ့ဒီဘိုက်မှာပေါ့လေဦးလေးကိုကာကွယ်ထပ် ကာယံထားတဲ့ဒီအရေပြားလွာလေးပေါ့လေကင်ဆာပရီတိုနီယယ်ကင်ဆာလို့ခေါ်ပါတယ်။အဲလိုကင်ဆာဖြစ်ခဲ့ဦးရဲ့လူက high risk ပါ။အဲလိုပဲမိမိကိုယ်တိုင်နဲ့မဟုတ်ဘူး။မိမိမိသားစုထဲမှာလည်းဒီလိုမျိုး similar ကင်ဆာဖြစ်တဲ့လူကလည်း high risk ပဲပါပါပါလေ။ နောက်တချို့လူမျိုးတွေပေါ့လေ Ashkenazi Jews တွေဆိုလို့ရှိရင်သူတို့မှာ BRCA1 BRCA2 ဆိုတဲ့ mutation တွေရှိရပေါ့လေအဲ့ဒါကရင်သားကင်ဆာဖြစ်နှုန်းများတယ်အဲ့ဒီလူရတဲ့ high risk ပါနောက်တစ်ခုကကြတော့ဒီမိမိမိသားစုထဲမှာပေါ့လေ family history of ovarian uh, breast cancer syndrome ဆိုတာတချို့က breast cancer ဖြစ်တယ်တချို့က ovarian cancer ဖြစ်တယ် ပေါ့လေအုပ်စုပေါ့လေအဲ့ဒါ ovarian ကြက် breast cancer syndrome မိသားစုမှာဆိုလို့ရှိရင်လေ high risk ဖြစ်ပါလေနောက်ခုနရင်သားတက်မှ mammogram ရိုက်လိုက်လို့ breast tissue က dense ဖြစ်တယ်ပေါ့လေချစ်လက်သိသိနေဆိုလို့ရှိရင် high risk ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုချစ်လက်သိသိနေတဲ့အတွက်ကြောင့်မလို့ဒီ mammogram ရိုက်တဲ့ခါမှာသူရဲ့စပြီးတော့ဒီပေါ်နိုင်တဲ့ calcification ကိုပါလို့သူကကာကွယ်ရတဲ့အတွက် ဖုံးလွှမ်းသွားတဲ့အတွက်ကြောင့်မလို့သူကမစ်စ်ဖြစ်သွားမှကြောင့်လို့ဒီ dense breast tissue တွေကလည်း high risk တဲ့မှာပါပါတယ်။ Now now အဆူကတော့ဒီအရင်တော့ဟောလေဒီရင်သားနဲ့ပတ်သက်ပြီးတော့ဟိုအသားစားယူခဲ့မှုတဲ့လူတွေပေါ့လေသူတို့ကလည်း high risk ပါ။ Now ဟိုရာသီပေါ့လေဟိုပျိုးစပြီးတော့ဖြစ်တဲ့ရာသီပထမဆုံးစလာတဲ့ဟာက သူကအာလီမီနာခီလို့ခေါ်တယ်ပေါ့လေစောစောစစ်စစ်လာတဲ့လူကြီးရဲ့နောက်တစ်ခါကျတော့အသက်ကြီးမှပေါ့လေပထမဆုံးကလေးရတဲ့လူကြီးရဲ့နောက်တွေးဆုံတာနောက်ကျတဲ့လူကြီးရဲ့ high risk ပါနောက်တစ်ခါကျဆယ်နှစ်ကနေပြီးတော့အသက်30အတွင်းမှာမိမိရဲ့ရင်ဘတ်ကိုပေါ့လေ အာဘာကြောင့်မျိုးမျိုးဖြစ်ဖြစ်ဓာတ်ရောင်ကြီးကင်ခံခဲ့ရဘူးလေအဲ့ဒါလေ high risk ပါပါရဲ့အဲ့ဒီအပြင်ဒီ history body smoking နဲ့ alcohol ဟာလေ high risk ဖြစ်ပါတယ်အဲ့တော့ခုနဆရာမပြောတဲ့ဒီ high risk ဆရာမမပါတဲ့လူတွေကတော့ average risk body ဖြစ်နိုင်တဲ့သူမဆိုဖြစ်နိုင်တာပေါ့လေအဲ့ average risk မှာဆိုတော့မှာ ဒီသူ့ရဲ့ဖြစ်နှုံးဟာဆိုလို့ရှိရင်၁၂ရာခိုင်နှုန်းရှိပါတယ်။ဒါ၁၂ရာခိုင်နှုန်းဆိုတာကတရားမှာ၁၂ရာဖြစ်တယ်ပေါ့လေ။ခုန moderate risk ဆိုလို့ရှိရင်တော့သူက15ရာခိုင်နှုန်းက20ရာခိုင်နှုန်းထိဖြစ်ပါတယ်။အာ high risk တမှာခုနပြောတဲ့စင်မှာပြောထားတဲ့ထဲမှာ list ထဲမှာပါတယ်ဆိုလို့ရှိရင်တော့သူရာခိုင်နှုန်းဟာဆိုရှင်20ရာခိုင်နှုန်းထိရှိပါတယ်။အဲ့တော့20ရာခိုင်နှုန်းဆိုတာတရားမှာ20ဆိုတာတာများတယ်ပေါ့လေ။ဒါကြောင့်မို့လို့ဒီရင်သားကိစ္စစစ်ဖို့ကဆိုလို့အလွန်ရေးကြီးပါတယ်။ ဟုတ်ကဲ့ဆိုတော့ဆရာမပြောတလို့မျိုးပဲဒီရင်သားကင်ဆာစစ်ဖို့အရင်ရေးကြည့်ရပေါ့နော်ပြီးတော့ဆရာမခုနကလည်း mammogram နဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြသွားသေးရနော်ဆိုတော့ um ဆစ်ချင်ပြီးတော့တကယ်လို့မျိုး insurance မရှိတာတော့ပေါ့နော်ဒါမှမဟုတ် medical မရှိတာတော့ ဖြစ်တယ်ဆိုရင်တော့ဘယ်လိုလုပ်ပေးရမလဲ။အဲ့အတွက်စိတ်မပူပါနဲ့ဟိုကိုယ်မှာ insurance မရှိလို့မတက်နိုင်လို့ဆိုအမျိုးမဖြစ်စေချင်ပါဘူး။အာအဲ့လိုမျိုးတူရည်ဆိုလို့ရှိရင်လည်းကျမတို့ gray cell ကိုခေါ်ပါ။ gray cell မှာဆိုလို့ရှိရင် breast and cervical cancer navigation program ဆိုတာရှိပါတယ်။ phone number ကလည်း269 496 2335ကို2 sorry 269 496 2335ကိုခေါ်ပြီးတော့ဒီ appointment ပေါ့လေယူပြီးတော့စစ်နိုင်ပါတယ်။အဲအကြောင်းမလို့ကျွန်မအားလုံးကိုတိုက်တွန်းချင်ပါတယ်။ဒီ grace ကိုဒီနံပါတ်ကိုခေါ်ခြင်းအပြင်ဒီ breast cancer ရင်သား cancer စစ်ဆေးခြင်းကိုစစ်ပါလို့ကြံ့ကြံ့ပေးပေးလို့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။